အဲလက် Sport Channel ကနေကြိုဆိုပါတယ်။အကားစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe နှိပ်ဖို့မမေ့နဲ့နော်။2009ခုနှစ်ဇွန်လတရက်နေ့တွင်ဖရန်တီနိုပီရက်သည်ကလပ်၏ကြာစင်းမှုအပေါ်ပိတ်သက်များ၏ဒေါသကြောင့်ရီယယ်မက်ဒရစ်၏ဥက္ကဋ္ဌရာထူးကိုပြန်လည်ရယူခဲ့ပါသည် ပီရက်သည်၎င်း၏ပထမတန်တန်းတွင်လှုပ်ဆောင်ခဲ့သည့်ဂလက်ဒီကိုကျေစင်စု policy ဖြင့်ကာကာကိုမီလန်မှပေါင်56တန်းဖြင့်စံချိန်တင်ချိုးပြက်ကဝယ်ယူခဲ့သလိုမန်ချက်စတာယူနိုက်တက်အသင်းမှခရစ်စတီယာနိုရော်နယ်ဒိုကိုပေါင်တန်း80ဖြင့်ဝယ်ယူခြင်းဖြင့်စံချိန်ကိုထပ်မံချိုးပြက်ခဲ့ပါသည်ရီယယ်မက်ဒရစ်သည်2009ခုနှစ်နွေဟာသီတွင်ယူရို263တန်းကျော်သုံးစွဲခဲ့ပြီးကာရီဘန်စီမှာ ဇာဗီအလွန်ဆိုနဲ့အဲဗာလိုအာဗီလိုဝါတို့ကိုထပ်မံခေါ်ယူခဲ့ပြီးအကြမီမှာပဲအသင်းအားဒုတိယဂလက်တီကိုဟုအမည်တွင်ခဲ့ပါတယ်။သို့တော်လည်း2009-2010ရာသီမှာတော့ရီယယ်တင်သည်ဒီတွင်ဒုတိယနေရာသာရခဲ့တော်လဲရမှတ်96မှတ်စုဆောင်းနိုင်ခဲ့တာလာလီဂါတွင် တွင်းကို102ဂိုးဖြင့်ဂိုးသွင်းအများဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ဂျိုဆေးမော်ရင်ဟူသည်2010ခုနှစ်မေလတွင်မန်နေဂျာအဖြစ်တာဝန်ယူကံရွယ်ခဲ့ပါသည်2010-2017ရာသီတွင်ပြန်လည်တည်ဆောက်ထားသောမက်ဒရစ်သည်ဘောလုံးသမိုင်းတွင်အကြီးအကျယ်ဆုံးအသင်းဟုယူဆထားသည်ဘာစီလိုနာအသင်းကိုပကုံးချင်းရှင်ပြိုင်နိုင်ခဲ့ပါသည်လီရှက်တီမူတွင်မက်ဒရစ်သည်၎င်းတို့၏နှစ်ရည်ပြိုင်ပွဲများနောက်တွင်ရမတ်62မှတ်ဖြင့်၄မှတ်အကွာဒုတိယနေရာတွင်ရပ်တည်နိုင်ခဲ့ပြီးကိုပါတယ်ရီဖိုင်နယ်တွင်ဘာကာတို့ကိုအနိုင်ယူပါ 2000နဲ့2003ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ရီယဲတို့တက်လန်းခဲ့သည့်ချန်ပီယံလိစီမီဖိုင်နယ်တွင်ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပါသည်2017 2012ရာသီတွင်ရီယဲမက်ဒရစ်သည်၎င်း၏သမိုင်းတွင်32ကြိမ်မြောက်လီဗလာကိုစံချိန်တင်ရရှိခဲ့ပြီးရာသီတစ်ခုတည်းတွင်ရမှတ်100ရရှိကာစုစုပေါင်း122ခုဂိုးကွာချချက်ပလက်89ဖြစ်ရာသီပြီးဆုံးခဲ့ပါသည် ၎င်းတို့သည်15ရာသီစက်တိုက် UEFA Champions League တွင် ပါဝင်ရှင်နိုင်ခဲ့ပြီးဆီမီဖိုင်နယ်တွင် Bayern Munich ကို penalty အဆုံးဖြတ်ဖြင့်ရှုံးနိုင်ခဲ့ပါသည်။မက်ဒရစ်သည်ကိုပါတယ်လေးပြိုင်ပွဲသို့ ဝင်ရောက်ခဲ့တော်လဲ။ Quarter Final တွင် Barcelona ကိုနှစ်ကြော်ပေါင်း3ဂိုး4ဂိုးဖြင့်ရှုံးနိုင်ခဲ့ပါသည်။2022-2023ရာသီတွင်စူပါဗလာသည်ရီယယ်မက်ထရစ်၏တခုတည်းသောစူဗလာဖြစ်လာခဲ့ပါသည်။ရီယယ်သည် နာလီကာတွင်85မှတ်စုဆောင်ကဒုတိယနေရာမှာပြီးဆုံးခဲ့ပြီး UEFA Champions League Semi-final သို့တက်လန်းကဘောရရှားတော်မွန်ကို3-4ခုဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။မက်ဒရစ်သည်ကိုဝါဒယ်တွင်ပြိုင်ပွဲ Semi-final တွင်ဘာစီလိုနာကိုအနိုင်ယူပြီးတော့ဘူလူဝဲတွင်အတလန်တီကိုမက်ဒရစ်ကို2-2ခုဖြင့်ရှုံးနေခဲ့ပါတယ်။ကိုဝါဒယ်တွင် final တွင်အတလန်တီကိုကိုရှုံးနေပြီးနောက်ပြီးရက်သည်ရာတီကုံတွင် အပြန်အလှန်သဘောတူညီချက်ဖြင့်ဟော်ဇင်းမော်ရီညိုထွက်ခွာကြောင်းကြေညာခဲ့ပါတယ်။2013ခုနှစ်ဇွန်လ25ရက်နေ့တွင်ကာလိုအန်ဆယ်လိုတီသည်ရီယယ်မက်ဒရစ်၏သုံးနှစ်စာချုပ်ဖြစ်မန်နေဂျာဖြစ်လာခဲ့ပြီးဇီဒန်အား၎င်း၏လက်ထောက်နီးပါးအဖြစ်ခန့်အပ်ခဲ့ပါတယ်။စတေမာတရက်2013တွင်တော်တင်ယန်ဟော့စပါမှဂါရယ်ဘေး၏အပြောင်းရွှေ့ကိုကြော်ညာခဲ့ပါတယ်။ဂါရယ်ဘေး၏အပြောင်းရွှေ့သည် ကမ္ဘာစံချိန်တင်လက်မှတ်ရေးထိုးမှုတစ်ခုဖြစ်ပြီးအပြောင်းရွှေ့ဈေးနှုန်းမှာယူရိုတန်တရာခန့်ဖြစ်ပါတယ်။အန်ဆာလော်တီ၏ပထမရာသီတွင်ရီယယ်မက်ဒရစ်သည်တတိယနေရာတွင်ရပ်တည်ခဲ့ပြီးမြို့ကန်ပြိုင်ဘက်အက်တလတီကိုမက်ဒရစ်အားလီဖလာပေးခဲ့ရပါတယ်။ရီယယ်သည်စီမီဖိုင်နယ်တွင် ချန်ပီယံဘိုင်ယန်မြူနစ်ကို5-0ဖြင့်အနိုင်ယူပြီးနောက်ဘိုလူဝဲတွင်လီချန်ပီယံအက်တလက်တီကိုမက်ဒရစ်ကို6-2ဖြင့်အနိုင်ယူနိုင်ခဲ့ပါသည် ရီယဲအသင်းသည်ချန်ပီယံလိဆယ်ခုကိုစုခုနိုင်ခဲ့သည့်ပထမဦးဆုံးအသင်းဖြစ်လာခဲ့ပြီးတိုက်စစ်အတွဲဖြစ်သောကာရာဘေးမန်စီမာနှင့်ခရစ်စတာနိုရော်နယ်ဒိုတို့သည် BBC တိုက်စစ်အတွဲဟုကြော်ကြားလာခဲ့ပါသည်2014အော်ဂေါ်လာတွင်မတ်ထွေသည် စီဗီလာနှင့်ဘူလူကွဲတွင် UEFA စူပါကပ်ကိုစုခုနိုင်ခဲ့ပါသည်ဒီဇင်ဘာလနောက်ပိုင်းတွင် Real Madrid သည်၎င်းတို့၏ပထမဆုံးကလပ်ကမ္ဘာဖလားပြိုင်ပွဲ ဘူလူပွဲကိုအနိုင်ယူနိုင်ခဲ့ပါတယ်။မက်ထရစ်သည်လာလီဂါတွင်62မှတ်ဖြစ်ပြီးဆုံးကဘာစီလိုနာအနောက်2မှတ်အကွာနှင့်ချန်ပီယံလိဂ်ဆီမီဖိုင်နယ်တွင်ဂျူဗင်တက်ကို2ဂိုး3ဂိုးဖြင့်ရှုံးနိုင်ခဲ့ပါတယ်။ချင်းမြောင်းသောရှုံးပွဲများစွာကြောင့်ရီယယ်သည်ဖြစ်နိုင်ခြေဖလား6ခုအနက်မှစုဖလား2ခုဖြင့်ပြီးဆုံးခဲ့ရပြီး2015ခုနှစ်မေလ25ရက်နေ့မှာတော့ဒီပြအန်ဇယ်လော်တီကိုထုတ်ပယ်ခဲ့ပါတယ်။ 2015ခုနှစ်ဇွန်လ3ရက်နေ့တွင် Rafi Benitez ကို Real Madrid Manager တဲ့အဖြစ်၃နှစ်စာချုပ်ဖြင့်လက်မှတ်ရေးထိုးခဲ့ပါတယ်။ Benitez သည်ကစားသမားများနှင့်မကြည်လင်ခြင်းထိတ်တန့်သင်များနှင့်ရလက်ကောင်းများမထုတ်ပေးနိုင်ခြင်းတို့ကြောင့်ဇန်နဝါရီ4ရက်2016ခုနှစ်တွင်တာဝန်မှအနားယူခဲ့ပါတယ်။ Benitez ၏နှုတ်ထွက်မှုအားဇနစ်တဲ့ဇီဒန်ကိုလေးပြားသည့်အခမ်းအမှုနှင့်အတူကြီးညာခဲ့ပါတယ်။ဇီဒန်လက်ထက်တွင် ရီယယ်မက်ဒရစ်၏စက်တချိန်မြောက်ချန်ပီယံလိဖလားကိုစုပ်ကူးနိုင်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်သည်2016ခုနှစ်မေလတွင်လိဖလားချန်ပီယံဆုကို33ချိန်မြောက်စံချိန်တင်ရရှိခဲ့ပြီး9နှစ်ကြာမှပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။2019ခုနှစ်ဇွန်လ3ရက်နေ့တွင်ဂျူဗင်တက်အားချန်ပီယံလိဘူလူပွဲတွင်ကလပ်အသင်းမှအနိုင်ရရှိခဲ့ခြင်းကြောင့်ရီယယ်မက်ဒရစ်သည်12ချိန်မြောက်အဖြစ်စံချိန်တင်ရရှိခဲ့ပြီး လေးနှစ်အတွင်းတတိယမြောက်စုဖလားလေးဖြစ်ပါတယ်2016 2019ရာသီသည် Real Madrid သမိုင်းတွင်ဖြစ်နိုင်ခြင်းဖလား၅လုံးအနက်လေးလုံးရရှိခဲ့တဲ့နှစ်ဖြစ်ပါတယ်2019 2018 UEFA Champions League တွင် Madrid က Liverpool ကို3-1ဖြင့်အနိုင်ယူက Champions League တွင်၃ချိန်ဆက်တိုက်အနိုင်ရတဲ့အသင်းဖြစ်လာပါတယ်မေလ31ရက်နေ့မှာတော့ဇီရန်သည် ရီယယ်မက်ဒရစ်အသင်းကြီးများပြင်မှနှောက်ထွက်ကြောင်းကြေညာခဲ့ပြီးကလပ်ရဲ့အကောင်းဆုံးကစားသမားရိုနယ်ဒိုလည်းထွက်ခွာခဲ့ပါတယ်။လက်အောင်၁၈ဒီဇင်ဘာ၂၂ရက်နေ့တွင်ရီယယ်မက်ဒရစ်သည် FIFA ကလပ်ဝေါ့ကတ်တွင် AI အင်ကိုအနိုင်ယူပြီးကလပ်ကမ္ဘာ့ဖလား၄ချိန်ဖြင့်အစံချိန်တင်အောင်မြင်သူဖြစ်လာခဲ့ပါတယ်။အပြားရွှေ့ရာသီတွင် Venezia Junior နဲ့ Guma Contract တို့ကိုခေါ်ယူခဲ့ပါတယ်။ဒီမျှစီကံထွက်ခွာသွားပြီးရင်နောက်၂၀၁၈-၂၀၁၉ရာသီ ရီယယ်မက်ဒရစ်သည်လိဗျာနှစ်ဦးပြောင်းလဲခဲ့သည့်တိုင်အောင်အသင်း၏စွမ်းဆောင်ရည်မှာအားရကျင်နေစရာမရှိတာကြောင့်2019ခုနှစ်တွင်လိဗျာစီလန်အားပြန်လည်ခန့်အပ်ခဲ့ပါသည်2019ခုနှစ်နွေရာသီတွင်ရီယယ်မက်ဒရစ်သည်၎င်းတို့၏တတိယမြောက်ဂလက်တီကိုကျယ်စင်စုအသင်းကိုတည်ဆောက်ရန်အီဒင်ဟာဇန်လူကာဂျိုဗေအဲရာမီလီတူဖာလန်မန်ဒီရူရီကိုနဲ့အခြားကစားသမားများကိုစုစုပေါင်းယူရိုတန်350ကျော်တုံးဆွဲကခေါ်ယူခဲ့ပါသည် 2020ခုနှစ်ဇန်နဝါရီလ12ရက်နေ့တွင်မက်ထရစ်သည်၎င်းတို့၏10ချိန်မြောက်စူပါကူပါတီအစမန်နာဖလားကိုရယူနိုင်ခဲ့ပါသည်2020ခုနှစ်မတ်လတွင် COVID-19 ဖြစ်ပွားမှုကြောင့်၃လကြာရန်နာထားပြီးနောက်လာလီဂါကိုဇွန်လတွင် ပြန်လည်စတင်ခဲ့ပြီးမက်ထရစ်သည်10ဝဲစတိုင်အနိုင်ရရှိကရမှတ်89မှတ်ကိုစုဆောင်းနိုင်ခဲ့ပြီးအသင်း၏34ချိန်မြောက်လီဖလားကိုစုခူးနိုင်ခဲ့ပါသည်စီရန်သည်2020-2021ရာသီတွင် စူပလာလက်မဲ့ရာသီကိုရင်ဆိုင်ရပြီနော်2021ခုနှစ်မေလ29ရက်နေ့တွင်ဒုတိယအကြိမ်အသင်းမှထွက်ခွာခဲ့ပါတယ်ကာလိုအန်ဆယ်လော့တီသည်2021-2022ရာသီအတွက်ရီယယ်မက်ထရစ်အသင်းကိုနှီးပြအဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပြီးပြည်တွင်းတွင်လာလီဂါနှင့်စူပါကူပါဒီအက်စပန်နာဖလားတို့ကိုရယူပေးနိုင်ခဲ့ပါတယ်ချန်ပီယံလိတွင်ရီယယ်မက်ထရစ်သည်အကောင်းဆုံးကမ်းမက်ကင်းအဖြစ်ပြန်လာနိုင်ခဲ့ပြီး PSG Chelsea မန်စီးရီးနှင့်လီဗာပူးတို့လို ထေသည့်အသင်းကြီးများကိုကျော်ဖြတ်က၎င်းတို့အတွက်14ချိန်မြောက်ချန်ပီယံလိဖလားကိုရယူနိုင်ခဲ့ပါသည်2021-2022ရာသီတွင် အောင်မြင်မှုများစွာရရှိပြီးနောက်ရီယယ်မက်ထရစ်သည်ဂျာမန်နောက်ခံလူအန်တိုနီယိုရူရီဂါနှင့်ပြင်သစ်ကွင်းလယ်လူ ချူဝါမာနီတို့ကိုခေါ်ယူခဲ့ပြီးကနဝင်းကစားသမားများဖြစ်သော မာဆယ်လို အစ်စကို ဂါလက်ဘေးနဲ့ကာစီမီရိုတို့ကကလပ်မှာထွက်ခွာသွားပေးကြပါတယ်။ရီယယ်မက်ဒရစ်သည်2022-2023ရာသီတွင်ကိုမာဒယ်ရီပရာတလုံးကိုသာရယူနိုင်ခဲ့ပြီးလာလီဂါနဲ့စပိန်စူပါဖလားတို့ကိုပြိုင်ဘက်ဘာစီလိုနာထံပေးအပ်ခဲ့ရပါတယ်။2023ခုနှစ်လိုရာသီအပြောင်းရှိတွင်ရီယယ်မက်ဒရစ်သည်ဘိုရရှားဒေါ်မွန်မှအင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂန်ကိုလက်မှတ်ရေးထိုးခေါ်ယူနိုင်ခဲ့ပါတယ်။ တာရင်မန်စီမသည်ကလပ်မှထွက်ခွာသွားခဲ့ပြီးဒိုနီခရုသည်ရာသီပြီးတွင်ဘောလုံးလောကမှအနားယူရမည်ဖြစ်ကြောင်းကြေညာခဲ့ပါသည်2023 2024ရာသီသည် Real Madrid တို့အတွက်လွန်အောင်မြင်သောရာသီတစ်ခုဖြစ်ခဲ့ပါသည် Real Madrid သည်စပိန်စူပါဖလားကိုဘာစီလိုနာအသင်းအားဒီကိုတခုဖြစ် အနိုင်ယူပါပြီးခဲ့တဲ့ရာသီကရှုံးကျွေးကိုလက်စားချေနိုင်ခဲ့ပါသည်ထို့နောက် Real Madrid သည် လာလီဂါအမှတ်65မှတ်ရရှိကလီဘရာကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်2023 2024 UEFA Champions League တွင် Real Madrid အသင်းဟာသူတို့ရဲ့15ကြိမ်မြောက် Champions League ဘလာကိုတစ်ကြိမ်မှရှုံးနိုင်ခြင်းမရှိဘဲဆုတ်ခူးနိုင်ခဲ့ပါတယ်2023 2024ဘောလုံးရာသီအပီတွင် Real Madrid မှာတိုက်စီမှုကာယံပါဘီသည်2024ခုနှစ်ဇူလိုင်လတွင် PSG မှအလွတ်ပြောင်းရွှေ့ခြင်းဖြင့် Real Madrid သို့ရောက်ရှိလာမည်ဖြစ်ကြောင်းကြေညာခဲ့ပြီးခေတ်သစ်သမိုင်းတွင် အမြင့်မားဆုံးသော မျော်လင့်ချက်အပြောင်းအရွှေ့များထဲမှတစ်ခုကိုဤကုန်းချုပ်ပေးခဲ့ပါသည်။စိတ်ဝင်စားဖွယ်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့နဲ့နော်။